အပြူတဘောနဲ့တိုင်းပြည်ကောင်းဖို့အတွက်ကိုတုံ့တက်ထားပဲကောင်းတယ်နော်စိတ်လက်မှန်ပါကြီးတွေဒေါ်လာအလျောက်ကြီးတွေစိတ်တို့ကကြလဲလဲတစ်ဖက်တစ်ဖက်အဆင်မပြေဘူးပေါ့ဗျာအဆင်မပြေဘူးပေါ့နော်အဲ့တော့တယောက်နဲ့တယောက်တရားတွေဆွေးကြတယ်ပါဆိုလဲအဆင်မပြေဘူးအဲ့တော့ကိုယ်ချင်းချင်းနဲ့ညီညွတ်ထားကောင်းတယ်စီစီလုံးလုံးဖြစ်ထားကောင်းတယ်ဘကူတန်အကူကောအကူလေဟုတ်လားတော်ဘိုးကြီးလည်းအကူတော်ဘိုးကြီးကိုကိုကြီးအကူအဲ့လိုကြီးတော့မပြောပါနဲ့ဖုန်းနဲ့ဆက်ပြောလိုက်အမားနဲ့မကင်းဘူးတော့ကမတစင်ဟုတ်လို့လည်းအမားနဲ့မကင်းဘူးနောင်တော်လေးတို့လည်းအမားနဲ့မကင်းကြဘူးပဲနော်အမားနဲ့အဲ့လိုကိုချင်းချင်းလက်တဆုပ်စာတော့မရှိဘူး တော့ညညွတ်တာပဲကောင်းတယ်စီးလုံးတာပဲကောင်းတယ်အဥစဉ်တော့အချင်းချင်းနေညီကောင်မောင်နှမတွေပဲဗျာအချင်းချင်းနေတယောက်နဲ့တယောက်ကောင်းတော့ဝေဖန်ထောက်ပြကြပေါ့နော်တယောက်နဲ့တယောက်ဝေဖန်ထောက်ပြဆိုဖုန်းနေနဲ့လည်းပြောလို့ရဒီခေကြီးမှာညံတိုးတက်တဲ့ခေကြီးပါအဲ့တော့နော်လူကြီးတွေကိုဆဲဆိုတာတဲ့အဟာလေးတွေလည်းရက်ပေးဖို့နော်အဲ့တော့ဝေဖန်ချင်းတိုးတက်ခြင်းကိုနည်းနည်းလေးနော်ဆဲဆိုတာလေးနော်လူကြီးတွေချိန်ကြမယ်လူကြီးတွေဘာရခေါက်ရိုက်ထားတာနည်းနည်းငွေတွေကတော့အားတဲ့ချိန်လေးတော့သူလည်းဖိစင်းမှုတွေအများကြီးများတယ်အဲ့တော့စိတ်ချပေါက်တစ်ခုရှာလိုက်မယ်အဲ့တော့သူတို့ခေါက်ရိုက်ထားတာကတော့အပြစ်ပြောလို့မရပါဘူးဗျာနော်အဲ့တော့ ဦးလေးပြောတာလေးတွေဝေဖန်တာလေးထောက်ပံ့တာလေးတွေရှော့ကြပါလို့ပြောချင်ပါတယ်ဗျာဥစဉ်လဲခဏတို့ကပြောခဲ့မှာကတာရှိရဲ့အနုညွန့်တောင်းပန်ပါလေဗျာအားလုံးပါပဲဗျာစစ်ကောင်စီက lobby အားကိုဖြင့်တည်င်းမလွတ်မှုအရှိန်မြင့်လာနေချိန်စစ်တပ်ထောက်ခံသူအချင်းချင်းပြန်ဖန်ခိုင်းပြီးစစ်ကောင်စီကရင်းတို့ကိုထောက်ခံသော lobby များအားကိုဖြင့်တည်င်းမလွတ်မှုအရှိန်မြင့်လာနေချိန်စစ်တပ်ထောက်ခံသူအချင်းချင်းလူမှုကွန်ရက်မှတစ်ဆင့်ပြန်လည်ဖမ်းဆီးခိုင်းနေကြောင်းသိရသည် စစ်တပ်ထောက်ခံသူနေဝင်းထွန်းကရင်းဤ Facebook လူမှုကွန်ရက်အကောင့်မှတဆင့်ဇော်ဘုံဟင်းကိုပြန်လည်ဖမ်းဆီးခိုင်းနေခြင်းဖြစ်သည့်စစ်ကောင်စီတပ်ထိတ်တန့်အရာရှိများနှင့်တကွတိုင်းမူဘုံမှုနှင့်ကောက်ကွင်းဝန်ထမ်းများကိုဇော်ဘုံဟင်းကဆဲဆိုနေသည်ဟုနေဝင်းထွန်းကဆိုသည်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမှုချုပ်ကျော်ကိုထိုက်ထိဇော်ဘုံဟင်းကရင်းဤတတော်လူမှုကွန်ရက်မှတဆင့်ဆဲဆိုနေခဲ့သည်ဟုရင်းကပြောဆိုထားသည်လူကြီးအမိကို ခုတော့လုပ်ပြီးဆဲဆိုရိုင်းဆိုင်နေတာမတင်တော့ပါဘူး ထိမ့်တဲ့တာဝန်ရှိသူတွေထိမ့်ပါဒီလောက်လက်ပေါင်းများစွာဆဲဆိုလာပြီးအဖမ်းမခံရတော့တချို့တွေကတူလောတူလောနဲ့တကယ်ထင်လာလေသူကလည်းဆဲကျင်ရဆဲလီပဲမဆဲတာဆိုလို့ပြီးခဲ့တဲ့နှစ်ရက်တာကာလပဲရှိမယ်ဟုစစ်တပ်ထောက်ခံသူနေဝင်းထွန်းကပြောသည်ထို့သောသောဘုံဟင်းကလူတိရှင်ကြားဆဲဆိုနေသည်ကိုတာဝန်ရှိသူစစ်ကောင်စီအရာရှိများကအလွန်ကြည်ကောင်းနေသည်ဟုယနေ့မေလာ26ရက်မွန်းလွဲပိုင်းတွင် ရေးသားပြောဆိုထားသည့်အဓိကစစ်တပ်ကိုထောက်ခံပြီး PDF တွေကိုတက်ဖြတ်ဖို့ဖန်စီခိုင်းတာတွေပြီးတော့တက်တွင်းထဲထိသွားပြီးဟောပြောတာတွေကျောင်းတွေမှာဝါဒဖြန့်စကားတွေပြောတာတွေအဲ့ဒါတွေကိုအဓိကထားပြောဆိုတာအဲ့ပဲဇော်ဘုံဟင်းကစစ်တက်ထွက်ပဲຢာလို့မသိဘူးဟုစစ်တက်ထောက်ခံသူများကိုစောင့်ကြည့်လေ့လာနေသူတဦးကပြောသည်ထို့သောစစ်တက်ထောက်ခံသူအချင်းချင်းပြန်လည်ဖန်စီခိုင်းနေခြင်းနှင့်ပတ်သက်၍ဒီမိုကရေစီလိုလားပြီး အာနာတိန်စစ်တပ်ဆန့်ကျင်သူတော်လန်ရေးအင်အားစုများကရင်းတို့အချင်းချင်းမနာလို၍ရန်ဆောင်ကြခြင်းဖြစ်ကြောင်းမှတ်ချက်ပေးသည်စစ်ကောင်စီရန်ကြောင့်အိနီချင်းထိုင်းနိုင်ငံသို့တိမ်းရှောင်နေရသည့်အမျိုးသမီးတဦးကလည်းအချင်းချင်းစားခွက်လုနေကြတာပြီးရင်စစ်တပ်ကဖမ်းခံရတာမြင်ရအောင်မယ်အချင်းချင်းကြိုက်နေကြတာကောင်းတယ်ဟုပြောဆိုသည်စောဘုံဟင်းဒီစစ်ကောင်စီကပြီးခဲ့သည့်မေလ12ရက်နေ့တွင်ចောင်းသားကလေးငယ်နှင့်ဆီယာမဆုစုပေါင်း24ဦးတေဆုံးခဲ့ရပြီး လူတရခန့်တန်ရာရရှိခဲ့သောစကိုင်းတိုင်းဒီပေရင်မြို့နယ်အိုးတိမ်တွင်းရွာရှိစာတင်ကျောင်းပုံးကျဲတိုက်ခိုက်မှုဖြစ်စဉ်ကိုမဟုတ်မှန်ကြောင်းသတင်းမှဖျန့်ခဲ့သူတဦးဖြစ်သည်စစ်တပ်ထောက်ခံသူများသည့်အာနာသိမ့်ပြီးနောက်စစ်ကောင်စီ၏ဝါရဖြန့်ရန်နေရာတွင်အ धिक နေရာကပါဝင်လာခဲ့ပြီးယခုနောက်ပိုင်းဗမော်မျိုးသိမ့်တိုက်ပွဲသတင်းများနှင့်ပုံးကျဲတိုက်ခိုက်မှုသတင်းများကိုပြောင်ပြောင်တင်းတင်းသတင်းမှဖျန့်လာနေကြောင်းသိရသည်ရိုးရိုးမင်္ဂလာပါဗျာဒီနေ့က30ရက်မလာပါ2000နဲ့မှ 25ဖြစ်ပါတယ်ကြ။ဒါပြောချင်တာလဲဆိုလို့ရှိရင်တော့ဦးဇင်းတို့အခုဆိုလို့ရှိရင်ဦးဇင်းတို့နော်ကိုအချင်းချင်းနေပေါ့နော်အချင်းချင်းနေပြောကြတယ်ကိုခံကြတယ်။ဝေခံတာလည်းအကြောင်းမရှိဘူးတုံးတက်ခါလည်းအကြောင်းမရှိဘူးနော်။ဒီပြောတာဆိုတာကြားနေတော့တကယ်ကိုဦးဇင်းတို့လည်းစင်မကောင်းပါဘူးဗျာနော်။အဲ့တော့ကိုလည်းအဲ့ချိန်မှာကိုလည်းတော့ပြောခဲ့လို့လားဆိုတော့ခါလေးပြောခဲ့တဲ့အရာညာရှိရယ်နော်။အဲ့တော့ဦးဇင်းဒီနေ့ဆုံးဖြတ်လိုက်တယ်။ကဲလို့ဒီနေ့ကစပြီးငါ့ကိုပြောတယ်ကိုတိုင်းမလို့ချင်းမြန်တို့ချင်းချင်းတိုင်းမြစ်ချစ်သူအချင်းချင်းကိုတိုင်းမြစ်ကိုလူမျိုးကိုဘာသာတရားနာကိုချင်းမြန်လူတို့အချင်းချင်းငါ့ကိုလို့ ဝေဖန်ရင်ဝေဖန်တုတ်ပြန်ရင်တုတ်ပြန်ဘယ်လိုပဲပြောပြောလို့ငါကတော့ပြန်ပြီးမှတော့တုတ်ပြန်မှာမဟုတ်တော့ဘူးလို့အဲ့တော့ချိန်ကကိုကိုပြောခဲ့တယ်ကိုကတူမြကိုပြောလို့တူထိခိုက်တယ်ကိုကိုချင်းချင်းနေကိုပြောလို့မှထိခိုက်နေနာခဲ့ရင်တော့မှအလုံးကိုတောင်းပန်တယ်ဘောဒီနေ့စာပြုစင်မပြောတော့ဘူးပေါ့နော်မပြောတော့ဘူးကိုချင်းချင်းနေမကောင်းဘူးအဲ့ကိုကြားရတာလဲစင်မကောင်းဘူးချင်းချင်းနေဖြစ်တယ်ဟာတူကတရားဆွဲလိုက်ကိုကတရားဆွဲလိုက်နဲ့တရားဆွဲတာဟာဝေဖန်လိုက်ဘာလိုက်နဲ့တော့ပြောနေကြတာရင်ကြားတာမကောင်းဘူးဒါလည်းဘာလဲဆိုလူကြီးတွေနဲ့ပတ်သက်ပြီးဖြစ်ကြတာပေါ့နော်အဲ့တော့ဥစဉ်ကပြောချင်တာကတော့လူကြီးတွေနဲ့ပတ်သက်ပြီးဒီလိုဆဲတာဆိုတာကြီးလဲဥစဉ်တော့မဖြစ်စေချင်ဘူးကြာနော်ဒီ ။ဘာဖြစ်လဲဆိုတော့လူကြီးတွေကိုဝေဖန်ခြင်းဝေဖန်မှာတုံးတာချင်းတုံးတာတုံးတာဝေဖန်လို့တော့ရတယ်ကြာနော်။ခါလေးလေစိတ်လည်းမှာပါအမလို့အမေကဖြစ်ပြီးဆဲမိသွားလာကြလေခါကြလေမကောင်းဘူးဗျာဟုတ်လားဒုထောလာဝါသာယုံရင်ကျမ်းသားနဲ့စကားတွေကိုဆဲဆိုပြောဆိုနေမယ်ဆိုရင်တော့လူတော်မပြောနဲ့တိရစ္ဆာန်လည်းကြိုက်ချမှုဘူးနော်တစ်ဖက်ကလည်းအဲ့ဒါလူကြီးတွေကိုအပြူတဘောလေးနဲ့ပြန်ပြီးမှသုံးတက်ထားတယ်ကောင်းတယ်တစ်ဖက်ကလည်းအဲ့လူကြီးတွေကိုဆဲလိုပါဆိုပြီးပြောတဲ့အရာကြီးကမှယဉ်တိတိပြောတာတွေတော့မကောင်းဘူးဗျာအပြူတဘောလေးနဲ့သုံးတက်ထားပြောတာပဲဦးစင်းတို့ကတော့တဘောချတယ်ဗျာဦးစင်းတို့လည်းလူကြီးတွေကိုမသုံးတက်ဘူးလားသုံးတက်တဲ့လူကြီးတွေကိုမွေးဖမ်းဘူးလားဝေဖမ်းတဲ့ လူကြီးတွေကမုန်းလို့လာမမုန်းဘူးဘာဖြစ်လဲဦးစင်းတို့တိုင်းပြည်ပြည်ကိုချစ်တဲ့အတွက်ကြောင့်ဦးစင်းလည်းဝေဖန်နေတာတုံ့တက်ခဲ့တာအများကြီးပဲဒါပေမဲ့ဦးစင်းတို့ကကောင်းရင်တော့ကောင်းတယ်အဲ့လူကြီးတွေကြောင့်ပြောတယ်ဗျာနော်တစ်ခါတလေကျတော့တိုင်းမူးတွေအများစုပါလေအကုန်လိုက်မကြည့်နိုင်ဘူးကျန်တာမပြောနဲ့ဦးစင်းရဲ့လက်အောက်မှာ200 300လောက်ပဲရှိတယ်200 300လောက်ပဲရှိတယ်အဲ့ဒီ200 300ကိုဦးစင်းမကြည့်နိုင်ဘူးလိုက်မကြည့်နိုင်ဘူး200 300လဲနော်တိုင်းမှုဆိုတာကတော့ဒရိုင်းလုံးအတွက်မန္တလေးတိုင်းဆိုလဲမန္တလေးဒရိုင်းလုံးအတွက်ကိုသူအဲ့တိုင်းမှုကစက်ကြဝတွေမင်းမို့နော်စက်ကြဝတွေမင်းမို့ ဟောဥစဉ်အောင်ပါဗျာနောက်ဆုံးရှိဥစဉ်ရဲ့တပည့်တချို့ရှိလာတယ်မှာအောက်မှာဆိုလို့ရှိရင်လည်းနည်းနည်းလေးပဲရှိရအဲ့ဒီနည်းနည်းလေးလက်တဆုပ်စာလေးကိုတော့မှဥစဉ်ကိုအုံမချုံနိုင်အုံမချုံနိုင်မကြည့်ကြနိုင်တစ်ခါလေပြည်သူတွေပြောမှတည်ရတယ်ဥစဉ်ရဲ့ပြည်သူစစ်ကတော့မလို့ဖြစ်တယ်ဗျာဟောအဲ့ဒါဆိုတွားပြောတယ်နော်ဒါလေးလေးပြောတာပေါ့ဥစဉ်ဥစဉ်တပည့်တွေကလောင်းကစားဝိုင်းမှာဗျာလက်ဆံသွားတောင်းနေဗျာလောင်းကစားဝိုင်းထဲမှာဥစဉ်တပည့်တွေကစောင့်နေဗျာ ဒါလေးပြောလို့ရှင်ဟာအဲ့ဒါတော့ရဲနေပဲဆိုင်တယ်ဗျာတို့ကျုံးနေမဆိုင်ဘူးလို့လောင်ကစားရှိတာတရားဝင်မှာမဟုတ်တာလို့လောင်ကစားရှိရတော့ဗျာတို့ကလေးတွေတွားတော့နာတာလေးကတော့ဗျာတို့ခင်ဗျတရားဝင်နေနေရတရားမဝင်တရားဝင်နေနေရတွေမသွားဘူးအရေးကြီးတာဗျာတို့ဒါလေးရှိတာတော့ဥစဉ်လည်းတတ်နိုင်ဘူးဗျာတို့နေရာတကာလည်းကျုပ်ကလိုက်ပြောလို့မရဘူးဗျာလို့နော်ဗာမျိုးလေးတွေရှိတာပေါ့တော့လောင်ကစားတော့ရဲနေပဲဆိုင်တာလေးပဲကျုံးနေမှာမဆိုင်တာနော်အဲ့တော့အဓိကဥစဉ်ပြောချင်တာကတော့ အမျိုးတော်နဲ့တိုင်းပြည်ကောင်းဖို့အတွက်ကိုတုံ့တက်တာပဲကောင်းတယ်နော်စိတ်လက်မှန်ပါကြီးတွေဒေါ်လာအလျောက်ကြီးတွေစိတ်ထူတာကြလဲလဲတစ်ဖက်တစ်ဖက်အဆင်မပြေဘူးပေါ့ဗျာအဆင်မပြေဘူးပေါ့နော်အမတယောက်နဲ့တယောက်တရားတွေဆွဲကြတယ်ဘာဆိုလဲအဆင်မပြေဘူးအဲ့တော့ကိုချင်းချင်းနဲ့ညီညွတ်တာကောင်းတယ်စစ်စစ်လုံးလုံးဖြစ်တာကောင်းတယ်အကိုတိုင်အကိုကကိုဟဲ့ဟောလားကိုတော်ဘုန်းကြီးကလည်းအကိုတော်ဘုန်းကြီးကိုကိုကိုအဲ့လိုကြီးတော့မပြောပါနဲ့ဖုန်းနဲ့ဆက်ပြောလိုက် အမမမူခိုင်လည်းမမမူခိုင်လည်းအမဆွေမူလည်းမဆွေမူလည်းဥသိန်းသာမမမူခိုင်လည်းရင်းနေတယ်မဆွေမူလို့ဆိုလည်းငကိုကလေးကဥသိန်းတို့ကရင်းနေတဲ့သူနေမဆွေမူလို့ဆိုလည်းနော်သူတို့ဆိုလည်းဒါမရေရတကြောကနေဒေဟိုဘက်ကနေသူထွက်ပြေးလာတာပဲထွက်ပြေးတဲ့အချိန်မှလည်းဒါဘာကြောင့်ထွက်ပြေးလာလဲဖြေးရတော့ရှင်းရှင်းလေးတက်မတော်ထောက်ခံလို့တက်မတော်ဝိုင်းရံလို့သူထွက်ပြေးလာတဲ့သူအများကြီးပဲနော်မမမူခိုင်တို့လည်းအဲ့လိုပဲငကိုကနော်ဥသိန်းတို့လည်းနေတဲ့ပွဲတွေမှာစုံတဲ့ပွဲတွေမှာလည်းရှိကုသိုလ်ပွဲလည်းကုသိုလ်ပွဲတိုင်းပြချင်းလို့ခံယူချင်းနဲ့အလုပ်လုပ်ကြတာပဲခံယူချင်းနဲ့သူပြောနေတာပဲသူရှိတိုင်းမှလည်းသူစရောပေါ်ကထောက်ပံ့တာတွေအများကြီးရှိပါတယ်နော်အများကြီးရှိပါတယ်ဒါပဲနဲ့အများကြီးပဲ တတိယသမားကြီးလည်းတတိယသမားတွေကလည်းစัจ java ဝင်တယ်မင်းမဟုတ်ဘူးစัจ java ဝင်တယ်မဟုတ်ဘူးအားလုံးကပေါက်ကိုတော့လည်းအမားနဲ့မกินဘူးဟုတ်လားအဲ့တော့မှားပါပဲကိုကျော်မင်းမွန်းတို့လည်းအမားနဲ့မယ်ကိုကျော်စိုးတို့လည်းအမားနဲ့မယ်ကိုဟိုဒကာမစပိုက်တာစုတို့လည်းအမားနဲ့မกินဘူးဒကာမတစင်ဦးတို့လည်းအမားနဲ့မกินဘူးနောင်တော်လေးတို့လည်းအမားနဲ့မกินကြဘူးပဲတော့အမားနဲ့အဲ့တော့ကိုအချင်းချင်းလက်တဆုပ်စားတော့မရှိဘူးအဲ့တော့ညှို့ထားပဲကောင်းတယ်စီးလုံးတာပဲကောင်းတယ်အဖြစ်ဒီဦးစင်းတို့လည်းပြောခဲ့တာပဲဝေဖန်ခဲ့တာပဲတခါလေးကိုပြောလိုက်လို့ဝေဖန်တစ်ဖက်တည်းထိခိုက်နေတာပါလေအများကြီးပဲဟောစိတ်ကိုမထိနိုင်ဘူးလေစိတ်လည်းပါကိုငါကလူတို့ဒလို့ပြောတာကွာငါ့ကိုဒလို့ပြောတာကွာပြောလိုက်တော့အဲ့ဘာလို့အကျိုးရှိလဲ သူ့အတွက်လည်းအကျိုးမရှိဘူးကျော့အတွက်လည်းအကျိုးမရှိဘူးတိုင်းပြည်အတွက်ရောအကျိုးရှိလားအကျိုးမရှိဘူးဟုတ်ဗလာတာနာတော့အကျိုးရှိလားမရှိဘူးပါအချင်းချင်းဟိုဘက်ကညက်ထွက်သွားမယ်ဟိုဘက်ကညက်ထွက်သွားတော့ဟိုဘက်ကနေညက်သွားမယ်အဲ့လိုပြောလိုက်တဲ့စကားတစ်ခုကြောင့်ဟိုဘက်ကအရင်အညက်ထွက်သွားတယ်သူတို့ကိုယ်ကိုယ်တော်မှဗျာအဲ့ဒီမှာခင်ဗျ IUG နဲ့ဟိုဟာနဲ့ဘာသာဘာနဲ့ PDI နဲ့ VN နဲ့အားဆုံးနေတာပဲသူတို့ချင်းချင်းတော်မှကြိုက်ကြခုကြနေဟုတ်လားသူကအားကြပြီးသူတို့တို့ဖြစ်နေတော့ပြေဦးဗျာနော်အားကြပြီးတော့အဲ့တော့ဦးသိန်းတို့အချင်းချင်းနေညီကောင်မောင်နှမတွေပဲဗျာအချင်းချင်းနေတယောက်နဲ့တယောက်ကောင်းအောင်ဝေဖန်ထောက်ပြကြပေါ့နော်တယောက်နဲ့တယောက်ဝေဖန်ထောက်ပြဆိုဖုန်းနေလည်းပြောလို့ရဒီခေတ်ကြီးမှာရန်တုံးတဲ့ခေတ်ကြီးပါအဲ့တော့နော် လူကြီးတွေကိုဆဲဆိုတာတဲ့အားလေးတွေလည်းရပ်ပေးဖို့နော်လူကြီးတွေကိုရဲ့နိုင်မှုခင်ဗျာဘယ်နေရာမှာတော့ဘလို့ဖြစ်နေလဲဘယ်နေရာမှာတော့ဘလို့ဘလို့ဖြစ်နေလဲဘယ်နေရာမှာတော့တည်င်းရပါလေခင်ဗျာတိုက်တယ်လို့ဟောတိုက်တယ်လို့ပြောဟုတ်လားဟုတ်ဗျာတိုင်းမှုဥကြောက်ကိုဆိုင်ကိုဖုံးဆက်ပြီးမှပြောပေးလိုက်ပါဗျာဒလိုဒလိုဖြစ်နေတယ်ညာဦးဇင်းပြောပေးမယ်ဟုတ်ဗျာတတ်နေမှုဘိုလ်ကျော်တိုင်းမှနေကိုပြောပေးသားမှာပြောပေးမယ်ရတယ်ဟုတ်မဗျာမကောင်းဘူးဗျာဂျီတူဦးလိုက်ခွင်းကြီးကိုပြည်သူစစ်တေအကြောင်းပြောပေးသားမှာပြောပေးမယ်နော်တိုက်တဲ့လူကြီးကိုပြောခဲ့ဦးဇင်းပြောပေးမယ်ပြောရဲ့ ပြောလို့မပြောဘူးဆိုရင်တော့ဒီလိုဒီလိုဖြစ်တယ်ဆိုပြီးလိုက်မချလိုက်ပေါ့ညာတော့မဟုတ်ဘူးလားဦးစင်းပြောတင်တာကနော်အားလုံးကတော့စัจ java တွေမင်းမဟုတ်တယ်ဆိုအကုန်လုံးတော့မလုံနိုင်ဘူးညာနော်ပောက်ခုတော့မအောင်မှာဘယ်တော့မှမရှိလက်တဆုံတော့မအုပ်ချုပ်မထိုင်းချုပ်နိုင်ဘူးဦးစင်းကတော့ဦးနဲ့တူတူတော်လေးနေရတာမဟုတ်ဘူးလေသူတို့ဦးစင်းကြောင့်မှခေါ်ရတာမဟုတ်ဘူးလေဦးစင်းကြောင့်မှရှိတာမှလုံချုံရဦးစင်းလုံချုံရ၁၀ယောက်လောက်ပဲရှိတယ်လေ ဟုတ်လားကြံတဲ့လူတွေကရှည်တဲ့သွားတဲ့လူတွေကဘာလို့အကုန်လုံးကပို့ကမကောင်းဆောင်မဲ့တည်းကတခါတလေဥစဉ်တော့ခေါင်းဆောင်ပိုင်းနေနေတော့တော်တော်များများဟိုမလူတွန်းရဆို150 100လောက်ပဲနိုင်မယ်ကြံတဲ့ကလေးတွေနာမည်မတည်ဘူးနာမည်မတည်ဘူးတိုက်မှုလဲထုံလေးတူသွားပဲတောက်ကလူလဲထုံလဲဒါပေမဲ့အဲ့နန်ရွေနဲ့ကလူတွေလဲနာမည်အကုန်မတည်နိုင်ဘူးလေဗျာမတည်နိုင်ဘူးမတည်နိုင်ဘူးကြံတာကနန်ရွေနဲ့မပြောနဲ့တိုက်မှုမပြောနဲ့ဗျာတက်နဲ့တနဲ့ဟိုလားဥစဉ်တော့ရင်းကြီးရတက်ကိုနဲ့ဟုတ်လားဒီတက်တာနဲ့တက်တော့မှဆိုအဲ့ဘိုးချုပ်ကိုခေါ်လိုက်ဘိုးချုပ်ခင်ဗျားထဲကလူဘယ်လိုဘယ်လိုတွေ့လားလူလဲမတည်ဘူးဗာမျိုးလေးတော့ပါနော်အဲ့တော့ဝေဖန်ချင်းတုံးတဲ့ချင်းကိုနည်းနည်းလေးနော်ဆဲဆိုတာလေး เนาะလူကြီးတွေခြေကြိုင်မဲ့လူကြီးတွေဘာညာတောက်ရိုက်ထားတဲ့စနေတဲ့နေ့ကနေရတာအားတဲ့ချိန်လေးတော့သူလည်းခစ်စင်းမှုကြီးအများကြီးများတယ်အဲ့ဒါစိတ်ထွက်ပေါက်ကိုရှာလိုက်တယ်အဲ့တော့တောက်ရိုက်ထားလိုက်ကြတော့အပြစ်ပြောလို့မရပါဘူးဗျာเนาะအဲ့တော့ဦးပြောတာလေးတွေဝေဖန်တာလေးထောက်ပံ့တာလေးတွေရှော့ကြပါလို့ပြောချင်ပါတယ်ဗျာဦးလည်းခင်ဗျားတို့ကိုပြောခဲ့မှာကတာရှိရဲ့အနှုတ်ညွန့်တောက်မှန်ပါလေဗျာအားလုံးတော့ပါပဲဗျာ